နိုင်ငံကကတ်ဆိုင်တယ်လည်းပြောနေနော်ဖះဘော်တက်တက်လူတို့အာနှခမ်းတွေတော့ပြေးနေတော့ဖះဘော်ကိုမင်္ဂလိတက်မဲ့မင်္ဂလိဆိုတာတက်ကုန်တက်ရဖနှက်ချုပ်ပြီးလည်းမတက်ရဖနှက်စီပြီးလည်းမတက်ရဘောနော်အခုဆိုပို့ဆိုတာပေါ့ဖနှက်စီပြီးတက်တက်လူတို့သူကတော့ပြောထားတာပဲကချင်ပြည်နယ်ဒီဘူတာအိုမြို့ကဖဲရွာဆိုလည်းမသိဘူးအဲ့လိုမျိုးတော့ရေးထားတာပေါ့နော်မနေ့ကဒီမှာပုံနေတက်လာတာပေါ့နော်ပုံကပြတော့မကြရဘူးဒီမှာ ညာကြီးတောင်းမမာရင်တော့အဲ့တော့လည်းဖြစ်လိုက်ပါပြီလို့မင်းကညာနေကဖြစ်လိုက်တာပေါ့နော်မင်းကညာနေကဖြစ်တာတော့မှလိုင်းကလုံးဝမကောင်းတော့ဖြစ်လို့မရဘူးဖြစ်နေဒီမင်းနဲ့မှပြတ်သွားနေတယ်ဒီမင်းနဲ့မှတငယ်ချင်းနေရန်ကုန်ကတငယ်ချင်းနေအကုန်ကုန်လုံးကဖုန်းဆက်ပြီးပြောကြရပေါ့နော်ဟဲ့ငါတတော်ကြီးဖြစ်သွားမှလုံးဝမသိဘူးပေါ့နော်အဲ့လိုဖြစ်သွားလားဆိုပြီးတော့ကိုကသူဝင်ကြည့်ပြီးမှပဲ ဟိုတွေ့ရပါတော့ပြောထားတဲ့ comment ပိုင်းရှင်တွေရောကိုညီမတယောက်လို့ကိုချင်းစာနဲ့ပြောတဲ့လူရောတချို့လူကတော့ဟိုဒီတိုင်းပဲပြောထားတဲ့လူရောအကုန်လုံးပေါ့နော်တောင်းမမာရဲ့လို့ဒီကဒါကတော့သူတင်ထားတဲ့ video နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့တောင်းမလာတဲ့ကောင်မလေးဖြစ်ပါတယ်နေပြီပဲညီမနိုင်ငံကကဆိုင်တယ်လည်းပြောနေနော်ဖះပေါ်တက်တဲ့လူတို့အာနှခမ်းတွေတော့ပြေးနေတော့ဖះပေါ်ကိုမင်္ဂလိတက်မဲ့မင်္ဂလိဆိုတာတက်ကုန်တက်ရဖနှက်ချုပ်ပြီးလည်းမတက်ရဖနှက်စီပြီးလည်းမတက်ရပေါ့နော်အခုဆိုပို့ဆိုးရပေါ့ဖနှက်စီပြီးတက်တဲ့လူတို့ သူကတော့ပြောထားတာပဲကချင်ပြည်နယ်ဒီဘူတာအိုမြို့ကဖဲရွာဆိုလည်းမသိဘူးအဲ့လိုမျိုးတော့ရေးထားတာပေါ့နော်မနေ့ကဒီမှာပုံနေတက်လာတာပေါ့နော်ပုံကပြတော့မကြရဘူးဒီမှာပြောတဲ့ကြမ်းမှာဟာရှိတယ်ပေါ့နော်ဖြက်ခနဲလို့တွေးလိုက်တည်းရဲ့ဖုံဖုံကိုလားမသိရေလောင်းနဲ့ဒကာမတွေကလည်းရှိတယ်ပေါ့နော်ဖုံဖုံကိုရေလောင်းလို့ရလို့လားငါလည်းမသိတော့ဘူးဗျဘာယူဆရလဲဆရာတော်တွေရေလောင်းတဲ့ကိစ္စပေါ့နော်အမျိုးမျိုးပဲအဲ့ဒါမို့ကက်ကြီး၃ပါးကိုမကတော့ကက်ကြီးအမျိုးမျိုးစိုက်တာလားမသိဘူး အဲ့လိုအယူဆလွဲနေမလို့လေဟိုတလုံးကလည်းတိမှာပါရှင်ပြုရှင်ပြုပေးရဒီဝိညာဉ်တွေကိုလားရှင်ရှင်ပြုပေးရပေါ့နော်အမှတည့်ရမလားရှောက်ပြောမှာရိတ်နေကြပါလေလည်းမသိဘူးရိတ်တော့ရိတ်နေပါလေမမြင်အပ်တဲ့အရာတွေကိုအားလုံးဟိုဟာအရွာတရွာပေါ့နော်ရိတ်တော့ရိတ်နေမှာပါလေရိတ်လို့ရိတ်နေမှာတော့မသိဘူးမြန်မာနိုင်ငံဆိုဒီမှာလည်းအသက်ဆန်းနေပါလေတည့်ရမလားတစ်ခါမှမကြဘူးတဲ့ဟာတွေရှောက်လို့အခုလည်းတစ်ခါမှသူများနေ့80နေ့100လောက်ဖြစ်ဘူးတဲ့ ဒီငလျင်နေပါရဖြစ်ဟုတ်တယ်အသားတွေကဆဆဆဆတုံနေသားတွေကတုံနေပြီနော်ဝင်းစေးတွေဖះဘောဖနစီဝီတက်တဲ့ကောင်မလေးဒီဖို့မြင်ပါစေလို့ဝင်းမှန်တာမို့သူ့ကောင်လေးကိုကျွန်တော်ဝင်းစေးတယ်อืมတက်တော့ဖြတ်ချတယ်နှစ်ခါစေးတယ်နှစ်ခါဖြတ်ချတယ် ာမျိုးတွေကြတော့တစ်တော်တင်ခွင့်ပေးသလားညီမလေးမင်းဘလို့အတွေးနဲ့ဒီလိုတွေရိုက်ပြီးဒီလိုတွေတင်နေဆိုတာစဉ်းစားလို့မရဘူးမိမိရွာတွေမင်းကိုမဆုံးပါဘူးဟုတ်တယ်နောက်ကလည်းမြောက်ပြတဲ့လူတွေရှိလိမ့်မယ်ထင်တယ်ဗျမျိုးလုတ်တင်လားမလုတ်တင်လားဆိုတာမင်းမတွေးတတ်ဘူးလားမင်းထမင်းစားတော့ရဟုတ်ရဲ့လား မင်းကောင်လေးကိုဝင်ကြည့်ပြပါဘီကောင်မလေးပုံစံကြီးရတာအရင်လိုလွတ်လွတ်လပ်မနေရင်တော့ထင်တယ်ဗျမစိုးပါဘူးမင်းရုပ်ကလေးကဒါမဲ့ကွာထောင်ထမင်းထောင်ရင်စားချင်းနေပြီးတော့တူလေရုပ်ကလေးတနာကမားနဲ့အမင်းအဲ့လိုတွေလောက်တာမင်းအသေးလိုချင်တာလားဟမ်မင်းအသေးလိုချင်ရင်ဖင်နေလှုပ်ပြလိုက်ရင်းနေလှုပ်ပြလိုက်ပေါ်ချွတ်ပြီးတော့တင်ပေးလိုက် ခုအားကွာကြည့်ရှုသူ1.7 million တော့ဖြစ်နေမလောက်ဘူးကွာမင်းဘာဘာသာကိုကိုးကွယ်ရလဲငါစိတ်ဝင်စားဘူးမင်းအဲ့လောက်ကြီးကြတော့တအားကိုလုံလုံနေအပေါ်မှာလည်းဖျားကွာအောက်မှာလည်းဖျားနေစုကွာပြီးတော့တက်တော့အပေါ်ဆုံးကွာခေါင်းဝင်နေဘလို့မကိုမအဆက်တဲ့ ိစ္စရဲ့ကြီးကိုမင်းလောက်တာဒါပြောမှဆိုရင်ဘာသာတဏနာကိုတက်တက်ဆော်ကားတာဗျဖနက်ကြီးစီးပြီးတော့အမင်းကိုဝင်မက်တာလေဘာလဲတိလားငါပြောရင်ငါရိုင်းနေဖြစ်နည်းနည်းလေးမှကိုမခံနိုင်တာမင်းတို့မကိုးကွယ်ခြင်းနေမဆော်ကားနဲ့နော်ပြောမှဆိုရင်ဖះဘောဖနက်စီးပြီးတက်တယ်ဆိုတာ မိဘတွေကမစိုးမထားလို့ပေါ့ဗျာမိမစိုးမဖာမစိုးမသားသမီးတွေမလို့ဘူးလူတွေပဲသူ့ဘာသာရက်အတီးဒီကိုးကွယ်ယုံကြည်ကြတာမလောက်ပါဘူးမိကောင်းဖခင်သားသမီးကဒါမျိုးဘယ်တော့မှမလုပ်ဘူးမင်းထမင်းစားတဲ့အုံတော့ဆိုရင်မင်းစဉ်းစားပေါ့ကွာမင်းမကျင်းတဲ့ငါအကောင်လာခဲ့လိုက်ရှင်းနေနော်ငါစောင့်နေတယ် ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားတဲ့ဇေဒီတော်ဘောနော်ညံတော်နာအထီလောက်ကိုကဲဒါတော့နောက်တစ်ယောက်လက်ကိုဆက်ကောင်းဖြစ်ပါတယ်မိန်းကလေးတစ်ယောက်ကတက်တယ်ကျွန်တော်တို့ရွှေတကုံဇေဒီနော်ရွှေတကုံဇေဒီတော်ဘောမှာအဲ့ဒီအောင်မြင်ပေါ့အောင်မြင်နာမှာမိန်းကလေးတစ်ယောက်ကဗုဒ္ဓဘာသာဝင်ပဲနော်မိန်းကလေးတစ်ယောက်ကဗုဒ္ဓဘာသာဝင်ပဲဖနက်စည်းတယ်စဉ်းစားကြည့်နော်ပြီးတော့တကြံမှာဒုံလပဝတ်တဲ့ဦးစင်းနေရ main ကလေးတွေနဲ့ရေးဆော့တယ်။အင်းဒုံလဘဝတ်တဲ့ဦးစင်းတွေကို ပြောတာနော်အမြဲဝတ်နေတဲ့ဦးစင်းတွေမဟုတ်ဘူးနော်ဒုံလဘဝတ်တဲ့ပေါ်ပင်ဝတ်တဲ့သူတွေပြောတာကြီးညိုလို့ဝတ်တဲ့သူတွေကိုမပြောဘူးကုသိုလ်လိုချင်လို့ဝတ်တဲ့သူတွေကိုမပြောဘူးနော်ပေါ်ပင်လှုပ်ချင်လို့ဝတ်တဲ့လူတွေကိုပြောတာနော်အဲ့တော့ဆိုလိုချင်တာကျွန်တော်ဘဲဘာသာဘဲလူမျိုးဘဲနိုင်ငံမှာမဆိုရင်နော် ဉာဏ်ရည်မပြည့်ဝတဲ့သူရှိတယ်အစွန်းရောက်နေတဲ့သူရှိတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတော့အမှန်ပါအဲ့ဒီနှစ်ဖွဲ့ရပဲလိုက်ပြီးတော့တိုက်ခိုက်တယ်ပျက်စီးရပျက်စီးကြောင်းနေလောက်တယ်နော်အဲ့တော့ကျွန်တော်တို့ခရစ်ယာန်ဖျားကြောင်းသွားလို့ရှိလို့ရှင်ခရစ်ယာန်ဖျားကြောင်းမှာချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုကျွန်တော်တို့ကလိုက်နာအောင်အစ္စလမ်ဖျားကြောင်းသွားလို့ရှိလို့ရှင်လေအစ္စလမ်ဖျားကြောင်းကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုကျွန်တော်တို့ကလိုက်နာအောင် ုဒ္ဓဘာသာဇေဒီပထိုးတွေလာတဲ့အခါကျလို့ရှိရင်ဒီတိုင်းပဲမလာခြင်းမလာနဲ့လေမသွားခြင်းမသွားနဲ့ရရတယ်မစော်ကားနော်အဲ့လိုမျိုးတွေရှိတယ်တချို့ကြောက်လည်းပြောတယ်နော်အာအုပ်ပုံနေပါညာတယ်မဟုတ်ဘူးနော်ဒါရိုးရရင်ကျင်းမှုအခုခရစ်ယာန်ပဲဖြစ်ဖြစ်အစ္စလာမ်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်နော်သူတို့ရဲ့ရိုးရရင်ကျင်းမှုဘာသာတရားတွေအပေါ်မှာ ရှေယူဟိုးရှေးစင်ဆက်တဲ့ကချမှတ်ထားတဲ့စီမင်းနေစီကန်းနေရှိမြဲဒါစီမင်းစီကန်းလို့ပြောလိုက်တာနော်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ကလေးစားလိုက်နာမယ်အဲ့ဒါတွေကိုလေးစားလိုက်မနာနိုင်ဘူးဆိုလို့ရှိရင်ဒါလူကျင့်ဝက်လွတ်စီကန်းကိုချိုးဖောက်တာစီပထိုးတွေကိုအုပ်ပုံကြီးပါလို့ပြောတဲ့လူတွေကိုကျွန်တော်တခုပြောချင်တယ်ဗျဥမာပြောမှာဆိုလို့ရှိရင်ဗျခမရအမေလည်းမိမပါပဲနော်ခမရညမလည်းမိမပါပဲ ခင်ဗျားရဲ့မိမလည်းမိမပဲဒါပေမဲ့အားလုံးကမိမတွေဆိုပေမဲ့ထားတဲ့စိတ်နေစိတ်ထားတွေကတော့မတူဘူးဗျခင်ဗျားအမေကိုဘယ်လိုဆက်ဆံလဲခင်ဗျားအမေဆိုလို့ရှိရင်ရိုးရိုးတေးတေးဆက်ဆံမယ်ဗျာခင်ဗျားမိမဆိုလို့ရှိရင်ခင်ဗျားမိမလိုဆက်ဆံမယ်နော်ခင်ဗျားညီမဆိုလို့ရှိရင်လည်းခင်ဗျားညီမလိုဆက်ဆံမယ်အဲကျွန်တော်တို့ဗုဒ္ဓဘာသာတွေကိုယ်ကွယ်တဲ့ဇေတီဆိုရတဲ့ဒီတိုင်းပဲနော်အဲအဲ့လိုကြီးတစ်ဖက်သက်ကြီးတော့ပြောလို့မရဘူးဗျာနော်ကျွန်တော်တို့ကအသားအရောင်တွေနော်ဘာသာတွေနော်နိုင်ငံတွေမခွဲကြနဲ့လူကလူပဲ နော်ခရစ်ယာန်မှာလည်းသူတို့ဟောထားတဲ့ပြောထားတဲ့အဥ္စာတွေကိုကျွန်တော်တို့ကကောင်းတဲ့ဟာတွေဆိုလို့ရှိရင်ကိုယ်ကလက်ခံရမယ်။အစ္စလာမ်မှာလည်းထိုနည်းလည်းကောင်းမယ်။ကောင်းတဲ့ဟာတွေကျွန်တော်တို့လက်ခံရမယ်။ဗုဒ္ဓဘာသာဝင်ပေမဲ့လေ။နော်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မှာလည်းထိုနည်းလည်းကောင်းမယ်။ကောင်းတဲ့ဟာတွေကိုဒီအစ္စလာမ်နေခရစ်ယာန်တွေကလက်ခံရမယ်။ဒါဒီအားလုံးကျွန်တော်တို့အားလုံးညီညီညွတ်ညွတ်နဲ့သွားမှဒီနိုင်ငံကြီးက ငိမ့်ချမ်းตายာလှပပြီးတော့ပုံမကောင်းမွန်တိုးတက်လာမှာဆိုလိုချင်တာကျွန်တော်တို့ကဒီမြန်မာနိုင်ငံမှာပဲမှုရဒီမြန်မာနိုင်ငံမှာပဲကြီးကြတာဒီမြန်မာနိုင်ငံရဲ့အစားအစာဒီကိုပဲကျွန်တော်တို့စားသုံးပြီးတော့ကြီးပြင်းလာကြတာဘယ်ဘာသာရဲ့နော်ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်ကျွန်တော်တို့ကလူကလူပဲနော်လူပဲအဲ့တော့လူကိုလူလိုပဲမြင်လူကိုလူလိုပဲမြင်ပြီးတော့သူတို့တက်ဆိုင်ရာအလိုက် ယုံကြည်မှုအလိုက်ကိုးကွယ်တဲ့ဘာသာတရားတိုင်းကိုသူတို့လူအများစုကကိုးကွယ်တဲ့ဘာသာတရားအတိုင်းအလိုက်ကိုသူတို့ချမှတ်ထားတယ်သူတို့နေရာကိုသွားရင်တော့သူတို့ရဲ့စီကံလေးတွေတော့နားလဲရမယ်လိုက်နာမယ်နော်မလိုက်နာလို့မရဘူးလေဒါလူကျင့်ဝေလူစီကံလို့ခေါ်တယ်နော်အဲ့လိုမျိုးလိုက်နာပေးပါလို့ကျွန်တော်ကဒါမြတ်တာရက်ခံတာအားလုံးချစ်ပါလေနော်အားလုံးချစ်ပါအစ္စလမ်ဘာသာဝင်အတိမိတ်ဆွေတွေ အများကြီးရှိပါတယ်ကျွန်တော်စီမှာနော်ခရစ်ယာန်မှာလည်းရှိပါတယ်အသိမိတ်ဆွေတွေအများကြီးရှိပါတယ်အားလုံးက peace ပါပဲအဲ့ဒါကြောင့်လို့ကျွန်တော်ခုနကပြောသလိုမျိုးပဲနော်ဉာဏ်ရည်မမီတဲ့သူနော်အဆုံးရောက်နေတဲ့သူအဲ့ဒီလူတွေ ਆ ပဲတိုက်ခိုက်ကြတာနော်တိုက်ခိုက်ကြတာပါတခြားကောင်းကောင်းမွန်မွန်နဲ့နေထိုင်နေတဲ့သူတွေအကုန်လုံးကအဲ့လိုမျိုးတွေမလောက်ကြပါဘူး နော်မယုံရင်ကြည့်ပါမယုံရင် comment တွေကိုဝင်ဖတ်ကြည့်တာနဲ့သိတယ် comment တွေဝင်ဖတ်ကြည့်ရတယ်နဲ့သိပါတယ်နော်အဲ့တော့ကျွန်တော်ဒီနေရာပဲတခါလဲပြောချင်တာကအဲ့ဒီ JD Football တတ်သွားတဲ့မြန်မာလေးကိုနော်ဒါသူကဘာသာကြာနော်ကျွန်တော်ဗုဒ္ဓဘာသာဝင်ဖို့ခရစ်ယာန်ဘာသာလို့သိရပါတယ်သူ့အကောင့်ထဲကိုလည်းကျွန်တော်ဝင်ပြီးတော့ကြည့်ကြည့်ပါတယ်သူ အကောင့်လုံးဖြတ်ထားပါတယ် เนาะတခြားလူတွေကပြန်တင်ထားတာပါเนาะသူအကုန်လုံးဖြတ်ထားတာကိုလည်းတွေ့ရပါတယ်အဲ့တော့အဲ့ဒီညမလေးကိုယ်တိုင်ကလည်းပြန်လဲပြီးတော့တောင်းပန်စီခြင်းပါတယ်နော်တောင်းပန်စီခြင်းပါလေဘာပဲဖြစ်ဖြစ်တောင်းပန်တာမမားဘူးလေနော်တောင်းပန်စီခြင်း ਨੇ ပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်လူမျိုးတွေကလည်းမြတ်စွာဘုရားရှင်ကိုရမင်းကြီးရဲ့အဆုံးအမအတိုင်းပဲမေတ္တာကိုရှေ့ထားပြီးတော့နိနိနာနာတွေသူတစ်ဖက်သားကိုနိနိနာနာတွေမပြောပါနဲ့မဆိုကြပါနဲ့နော်လူရဲ့ အာကုတုကံသူကံအတိုင်းပဲသူ့ဘာသူသွားပါလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့ CEO ကိုယ့်ရဲ့ CEO တော့ကိုတားမြစ်တဲ့နဲ့ဥစ္စာတားမြစ်ထားရမယ်စီးခတ်ထားတဲ့နဲ့အရာတော့စီးခတ်ထားကြပါ ကိုယ့်ဘာသာကိုယ့်လူမျိုးကိုစီးခတ်ထားကြပါဒါပေမဲ့ဘသူဘသူ့ကိုမှတိုက်ခိုက်စရာမလိုပါဘူးကျွန်တော်တို့အားလုံးကလက်တွဲထားမှာပါနော်အခုလိုဗျာကတ်ဆူကြီးတွေဖြစ်နေတာနော် ်ဘယ်ဘာသာဝင်မဆိုအကုန်လုံးလည်းဖြစ်တာဒီငလင်ကြီးမှာဆိုလို့ရှိရင်เนาะဒါကြောင့်မို့လို့ကျွန်တော်တို့ကလူပါပဲမေတ္တာတွေမေတ္တာနဲ့ပဲတွားကြရအောင်เนาะတယောက်နဲ့တယောက်ပေါ်မှာအားလုံးချစ်ချစ်ခင်ခင်ပဲတွားခြင်းနဲ့เนาะတွားကြရအောင်လို့เนาะဘယ်ဘာသာရဲ့ဘယ်လူရဲ့မျိုးရဲ့မဟုတ်ဘူးเนาะအားလုံးခရစ်ယာန်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်เนาะအစ္စလမ်ဘာသာဝင်ပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ အတူတူတကွလက်တွဲထားကြအောင်ငါညီတို့ငါညီမတို့အားလုံးလည်းဒီလိုမျိုးလေးချက်ချက်ခေခေနဲ့ငါတို့တွေသွားကြရအောင်လို့နော်ဒါမြစ်တရရခဏပေါ့နော်မြစ်တတောင်းတာပေါ့ညီမလေးကြည့်ဦးအခုခက်ခက်လူတွေကလေ like to followers ရဖို့အတွက်ကိုဘာမှမစိုးသူတို့လုံနိုင်နေအဲ့ဒါသူတို့အတွက်ကအဓိက အရန်တအားကြီးအရေးကြီးတဲ့အရာတစ်ခုအဖြစ်သူတို့ကထည့်တော်တာပါ like ချေ follower တွေရဖို့ဆိုသူတို့ဘာမှမဆိုလုံနိုင်နေတည်လားငရဲဆိုလည်းအဲ့လိုမျိုးပဲဖုန်းကြီးကိုစော်ကားဖို့ဆိုလည်းဝင်မလေးဘူးအခုမိဘကိုဘာလုပ်ဖို့ညာလုပ်ဖို့အဲ့ဗီဒီယိုတွေမှာတချို့ကလုတ်ပြရလေအမေကိုဘလို့ပြန်အဲ့ဒါတွေကိုသူတို့က like ချေ follower ပုံစံကြည့်ရတာ like တွေ follower ရဲ့လိုချင်တယ်ပြီးတော့နောက်ကနေပြီးတော့မြောက်ပေးတဲ့လူတွေလည်းရှီကောင်းရှိလိမ့်မယ်ဗျာ အဲ့လိုမျိုးဗီဒီယိုဆိုလူများများကြည့်ရယ်ကွန်မန့်နေမန့်နေ reach ကောင်းနေသူတို့ဗီဒီယိုရယ်ပေါက်လေးသိရမလားဆိုတော့ဘယ်လိုလဲဆိုသူတို့ယူဆထားတာယူလိထင်တာငရဲကွာနောက်ဘွားကြရင်နောက်မှခံမယ်ပေါ့ အခုလက်ရှိမှာကတော့သူတို့တည်တာသူတို့ follower တွေ like တွေများမယ်လူတိအောင်လောက်တာဒါပဲနောက်ကြမှာငရေနောက်မှာခံမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးအခုဒီမှာလည်းကြည်လူတွေကဒီလောက်ဒီလေးကပ်ဘေးတွေကပ်ဘေးပေါင်းစုံနေနော် covid covid ပြီးတော့ဒါပြောမှဆိုလို့ရှင်ဥပဒေရရေးယူမယ်ဖန်းနာစီးတာတဲ့ဆက်လို့ရှိရင်တခါလေအဲ့ဒါမိုးရပစ်ချလိုက်ကမှာမိုးရပစ်ချမှာနောက်မလို့ရတော့အခုဆိုဒီမှာပြီးခဲ့တဲ့အခုဟိုဟာတော့ဆိုရင်ငလင်ငလင်ကြီးအခုမကြဘူးเนาะ ဒီလိုနိုင်ငံမှာရေကြီးတဲ့ပြဿနာရေဟိုဒုက္ခတွေတွေရေပြဿနာကြုံရတဲ့သူတွေအများကြီးရှိရနှစ်တိုင်းနှစ်တိုင်းเนาะရေတွေကြီးလို့ဆိုပြီးအဲ့နေရာလူတွေဆိုရင်နှစ်တိုင်းနှစ်တိုင်းဒုက္ခရောက်ကြတယ်အခုကြည့်လေငလင်းနဲ့တောင်ပြန်ပြီးတော့နလန်မထူနိုင်တော့ဘူးအဲ့ချင်းတို့များကမကြခင်မိုးရွံ့လာတော့မယ်ကွာအဲ့ကြရင်လေဒီရေရဲ့ဒဏ်ကိုဘယ်သူကခံအောင်မလဲအဲ့ရေမြုပ်တာတွေသိရမလား ရွာလုံးကျိုးရေမြုပ်တာတို့ဘာတို့ညာတို့ကပြဿနာတွေကဘယ်သူတွေကခံအောင်လဲမသိဘူးဒီလောက်ကပ်ပြီးမျိုးစုံများစွာဒီညီမတွေကတော့ဘာသာကြားလို့ထင်နေပဲဒါပေမဲ့ဘာသာကြားဖြစ်နေမှာလေဒီညီမလေးတွေကတော့အဆုံးမရောက်ဘူးပဲနော်ကောင်းကောင်းမပြောပါဘူးဖះမကြောက်နဲ့မကြောက်ဆိုတာအဲ့ဒါမျိုးပြောတာကျန်ဘောရဘာသာလည်းဖြစ်မယ်ဖြစ်ရင်ဖြစ်မယ်ဟိန္ဒူလည်းဟိန္ဒူဘာသာဝင်လည်းဖြစ်ရင်ဖြစ်မယ်ပေါ့ဗျာဒါမျိုးအစ္စလမ်ဘာသာဝင်လားပေါ့ဒါမဲ့လို့ မလုပ်ကြပါနဲ့အဲ့သူ့အနေနဲ့ကတော့အေးစိမ့်ကြီးကြီးပါပဲပြောပါတာအပယ်ငရဲကြတဲ့အခါမှာလူတိုင်းလူတိုင်းအဲ့လိုမျိုးပဲဖြစ်နေတယ်ပြန်မလုပ်ပေးနိုင်ဘူးငါ့ likes follower တွေနဲ့ဘာမှလုပ်လို့မရဘူးဟုတ်လား